င်္ဂလာပါရှင်။တနင်္လာရီသတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်။ဒီအစီအစဉ်ကို Dove Wash အဖွဲ့သားတွေကအစီအစဉ်တင်ဆက်ထားတာပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့တပိတ်မျိုးပဲကာလလောင်းလုံးဒေတာခန်ကအိုးစစ်မှုထမ်းအတွက်ဖန်ခံရပြီးနှစ်ဦးပဲပြန်လောလာတဲ့အကြောင်းဆေးရနာရှင်တက်ခိတ်တွေကြောင့်တရင်းချုပ်ပဲ့ရဲ့ចောင်းသားအများစုအိမ်မပြန်ကြတော့တဲ့အခြေအနေကထင်ရာတီဒိုဝဲဒေတာမှာရေထွက်ကုန်စည်းတက်သွားတာ တနင်္သာရီမြို့နယ်ဒေသခံအမွန်ကြီးကိုနှစ်ဦးထိုင်းနိုင်ငံမှာဆိုင်ကယ်တိုက်ခိုက်ရလို့တဦးသေဆုံးသွားတဲ့အကြောင်းဘန်ကောက်မှာကားနှစ်စင်းတိုက်မိလို့မြို့မှာတဦးသေဆုံးခဲ့တဲ့အခြေအနေစတဲ့တဲ့တင်တွေကိုနားဆင်ရမှာပါရှင်တဝဲရွေးရတပိတ်မျိုးပွဲကျင်းပဖို့ပြင်ဆင်နေတဲ့ကာလအတွင်းလောင်လုံးဒေတာခန့်လူငယ်၅ဦးကိုဆရာနာရှင်တက်ကစစ်မှုထမ်းခိုင်းဖို့ဖမ်းဆီးသွားခဲ့ပြီး၂ဦးပဲပြန်လောလာတယ်လို့စုံစမ်းသိရပါဗျ။တိတိသိန်းကိုတဝဲ wash အဖွဲ့သားတအူးကပြောပြပေးသားမှာပါ။ တဝေယိုးရသပေမျိုးပွဲကျင်းပဖို့ပြည်နေချေကာလတွင်လောင်လုံးဒေတာခံလူငင်ငါအုပ်ကိုဆန္ဒရှင်တပ်ကစစ်မှုထမ်းခိုက်ဖို့ဖမ်းဆီးထားခဲ့ပြီးနှစ်ဦးသာပြန်လွတ်လာရလို့စုံစမ်းသိရပါသည်။တဝေမြို့ကန္နာတေခွင်မှာတဝေယိုးရသပေမျိုးပွဲကျင်းပဖို့ပြင်ဆင်နေချေဖြစ်တဲ့အတူပါလာ၄နှစ်မိနစ်စောစောမှာကမြောကင်းတတာစစ်စေးကိမှာဆက်နာရှင်တိုင်ရဲ့စစ်မှုထမ်းစုဆောင်ရေးအဖွဲ့ကလူငယ်ငါးဦးကိုဖမ်းဆီးသွားတာပါ အဖမ်းခံရတဲ့လူငယ်၅ဦးဟာလောင်လုံးမြို့နယ်တွင်နေထိုင်တဲ့ဒေသခံလူငယ်တွေဖြစ်ပြီးဒဝယ်မြို့မှာအလို့လို့ဖို့သွားချိန်စစ်ဆေးဖမ်းဆီးခံရရတာဖြစ်တယ်လို့ဒေသခံတို့ကပြောပါတယ်။အသက်15နှစ်အရွယ်လူငယ်တဦးနဲ့နောက်တယောက်သားပြန်လောလာခဲ့ပြီးကျန်တဲ့တို့ကိုစစ်မှုထမ်းတရန်တယောက်ပေါ်ဒဝယ်မြို့ကနေပေမျိုးကိုခေါ်ဆောင်သွားပြီးဖြစ်တယ်လို့စုံစမ်းသိရပါတယ်။ ဆန္နာရှင်တာတင်းသားဤတိုက်တွင်စစ်မှုထမ်းဆူဆောင်မှုတွေကိုပုံစံပြုစုနေလှုပ်ဆောင်နေပြီးလောက်လူတီတာခံတူငယ်တွေကိုဂျူလိုင်လပထမပတ်ကလေးကစာကစစ်မှုထမ်းအဖြစ်အတင်းအာဓမဆူဆောင်နေတာပါဂျူလိုင်လကနေအော်တိုဘာလာ၄ရက်နေ့ဒီလေလအတွင်းလောင်းဒေတာကလူငယ်၃၀နီးပါးဟာဆရာနာရှင်တည်းအာရမစင်မှုထအဖြစ်စုဆောင်ခံရရပါတယ် အာရမစင်မူတန်ဆူဆောင်ခံရတဲ့လောင်းဒေတာကန်သုစင်နီပါထဲကဒူဟာပြီးတဲ့စက်တင်ဘာလ19ရက်နေ့မှာဘလောင်မြို့အခြေဆိုင်အမတ်စနီတက်မတော်တမ်းမြေအလီချင်းတည်တန်းကြောင်းကနေ KNL တမ်မာလီလောက်ခန်းခင်းဒီကိုတိုင်ခွနဲ့တက်ခွဲငါစီကိုလက်နက်မဲ့ထွဲပြီးခေါ်လိုလာခဲ့ပါတယ်။ စံနာရှင်တိုင်ရဲ့စစ်မှုထမ်းစုဆောင်ရေးဖွဲ့ဝင်တွေဟာအများအပြားလာတလာရဲ့ပထမပန်းနဲ့နောက်ဆုံးပတ်တွေမှာမြို့ဝင်ထွက်ကီတွေကိုတွားရောက်ပြီးစစ်မှုထမ်းစုဆောင်ဖန်စီလေးအစီအာကြောင့်လာကိုရဲတွေနဲ့လာစဉ်ပထမပတ်အတွင်းလူငယ်တွေတရိပ်ပြူတွာလာကြဖို့လေမြို့ခံကီတွားပြည်သူတွေကတိုက်တွန်းပြောကြားခဲ့ပါတယ်။ ဆီယနာရှင်တက်စစ်စရေးဂိတ်တွေလမ်းတလျှောက်ရှိနေတဲ့အတွက်တည်င်းကျုပ်ကာလကြောင်းပိတ်ပင်မဲ့လဲဗိုလ်ပြင်းမြို့နယ်ကကြောင်းသားအများစုနေရမပြောင်းကြဘူးလို့သိရပါဗျ။ဒီတည်င်းကိုတိုယဝက်အဖွဲ့သားတဦးကပြောပြပေးသားမှာပါ။ဆီယနာရှင်တက်စစ်စရေးဂိတ်တွေကလမ်းတလျှောက်ရှိနေတဲ့အတွက်တည်င်းကျုပ်ကာလကြောင်းပိတ်ပင်မဲ့လဲဗိုလ်ပြင်းမြို့နယ်ကကြောင်းသားအများစုနေရမပြောင်းကြဘူးလို့သိရပါဗျ။ ငိမ့်မြို့မှာကျောင်းသွားတက်တဲ့ချီခဲပညာကျောင်းသားတွေကတရင်ချုပ်ကာလကြောက်ပိတ်ချိန်ရောက်တိုင်းမိမအုပ်ထိန်သူတွေရှိတဲ့ပုံပြင်းမျိုးနယ်ကအစာတိရွာအတီတီကိုပြန်လည်ရှိကြပါတယ်။အာနာမသိန်းခင်ကလေးကပုံပြင်းမျိုးနယ်ကအချီခဲပညာကျောင်းသားတွေဟာငိမ့်မြို့ကကျောင်းတွေမှာတွားရောက်ပညာသင်ယူနေကြတာကနေနောက်ပိုင်းမှာတော့စည်ရေးရှိန်မြင့်လာတဲ့အတွက်ငိမ့်မြို့မှာကျောင်းသွားတက်တဲ့သူပုံများလာတာပါ။ အခုချိန်မှာတော့ကခနဲ့လမ်းပိုင်းမှာရှိတဲ့စစ်နာရှင်တပ်ရဲ့စစ်စည်းဂိတ်တွေကိုပေးရတဲ့ကုတ်ချက်စိတ်အများလို့တာကြောင့်အိမ်မပြန်တဲ့သူပိုများလာတယ်လို့ចောင်းသားတဦးကဆိုပါတယ်။မြိတ်ပုံပြင်လမ်းပိုင်းမှာစစ်နာရှင်တပ်စစ်စည်းဂိတ်စိတ်ချရှိတဲ့အပြင်အစစ်စေးလဲပိုတစ်ကျက်နေပြီးငွေကြီးလဲပိုတောင်းလာကြတယ်လို့ခီးသွာချူစီကတီးရပါတယ်။မြိတ်ပုံပြင်ခီးအကွာဝေးက143မိုင်ဝေါ်ကျင်လောက်ရှိပြီးကခနှုတ်ထားကခီးအကွာဝေးလိုက်ကျက်3000ကနေကျက်5000ဝေါ်ကျင်အထိရှိတယ်လို့သိရပါဗျ။ ဒါအပြင်မြိတ်ပုတ်ပြင်းပြေးဆွဲနေတဲ့လိုင်ကာသမားတူကလည်းအခုနှစ်မှာကိုကျက်စိတ်များတဲ့အတွက်နေရပြန်တဲ့ကျောင်းသူကျောင်းသားနန်းရတယ်လို့ဆိုပါရယ်မြိတ်ပုတ်ပြင်းလမ်းပိုင်းမှာစစ်နာရှင်တပ်နဲ့တော်လိုင်းတပ်တို့မကြာခဏတိုက်ပွဲဖြစ်နေပြီးစစ်တေဘာလ29ရက်နေ့ကလည်းတုံပြိုကြီးလမ်းရှုံဝါရှိတဲ့စစ်နာရှင်တပ်စစ်ဆေးဂိတ်ကိုတော်လိုင်းတပ်တွေကတိုက်ခိုက်ခဲ့လို့စစ်နာရှင်တပ်ကအင်အားတိုးချဲ့ပြီးပြည်တော်စုလမ်းမှာတွာလာနေတဲ့အရင်တွေကိုအစ်စစ်တီးကျက်နေရလို့ခီးတော်တချို့စီကသိရပါရယ် တိုဝဲဒေတာရဲ့အခုနှစ်ကထင်ရသည်မှာငားနဲ့ပစွန်စည်းနှုံတွေကမြင့်တက်နေတယ်လို့တိုဝဲရေထွက်ကုန်ပစ္စည်းစည်းကွက်ကနေစုံစမ်းသိရပါဗျ။ဒီသတင်းကိုတော့တိုဝဲ wash အဖွဲ့သားတို့ကပြောပြပေးသွားမှာပါ။တိုဝဲဒေတာရဲ့အခုနှစ်ကထင်ရသည်မှာငားနဲ့ပစွန်စည်းနှုံတွေမြင့်တက်နေတယ်လို့တိုဝဲရေထွက်ကုန်ပစ္စည်းစည်းကွက်ကနေစုံစမ်းသိရပါဗျ။ပြီးခဲ့တဲ့စစ်တမလာတတိယအပတ်ကငါးကောရှက်တပိတ်တာ2300ကျက်ကနေကတိန်ခေအလူရာတီဖြစ်တဲ့အော်တိုဘားလပထမအပတ်မှာတော့4000ကျက် ငါမန်လုံးငါတပိတ်တာ6500ကျက်ကနေ13000ကျက်ဖိုးထော်မဲငါတပိတ်တာ9000ကျက်ကနေ18000ကျက်ထိနဆနေပါဈေးမြင့်တက်သွားတယ်လို့ YouTube ကရောင်းဝယ်သူတချို့စီကသိရပါဗျ။ဒါအပြင်ပစောတပိတ်တာ၄000ကျပ်ရှိတာကနေအခုကထိန်လူရတီမှာ9500ကျပ်ဖြစ်လာပြီးတပိတ်တာကို15000ကျပ်ဈေးတက်သွားတာပါအလူအထွတ်ဝယ်ယူသူများတဲ့အတွက်ငါးပစောဈေးနှုန်းတွေတက်လာတာဖြစ်ပြီးဒဝေဒီသားကကထိန်ခင်းလူအချို့မှာအဲ့တဲ့ပြိတ်သက်တွေကိုမနှက်ပိုင်းလက်ဖက်ရည်နဲ့ဒဝေမုံအင်းခါအခန့်ကျူးမွေးလိရှိပါတယ် ဒဝံမောင်းခါချစ်ရီတုံးတဲ့ကျင်မောတော်ငါကစစ်တပါလတတိယပတ်အတွင်းပိတ်တာ18000ကျပ်ကနေကထိန်အလူရတီမှာ18000ကျပ်ထိပေါက်ဆေးရှိနေပြီးကထိန်ရတီအတွင်းပိတ်တာကို18000ကျပ်ဈေးတက်သွားတာဖြစ်တယ်လို့ဆိုပါရယ်ကထိန်ရတီတလအတွင်းဒဝဲဒေတာကကျေးရွာအများစုမှာကထိန်အလူတွေနေစဉ်နေပါရှိနေတာကြောင့်ငါးပစောတွေပုံမှန်လောက်တွေထွက်ဝေယူရာပုံများလေးရှိတယ်လို့ရွှေထွက်ကိုရောက်သူတို့ကပြောပါရယ် ရေထွက်ကုန်တွေအပြင်အသားစီးနှုန်းတွေလည်းအနှံ့ငယ်တက်နေပြီးအော်တိုဘာလ၄ရက်နေ့ကစစ်သားတပိတ်သားနဲ့တောင်းကျက်တဲ့ဝက်သားတပိတ်သား၃200ကျက်ပဲရှိသေးတာကနေလက်ရှိမှာတော့စစ်သားတပိတ်သား၂200ကျက်နဲ့ဝက်သားတပိတ်သား၃500ကျက်ရှိနေတယ်လို့ဈေးွက်ထဲကနေသိရပါဗျ။တနင်္လာရီမြို့နယ်ဒေသခံအမွန်ညီကိုနှစ်ဦးထိုင်းနိုင်ငံမှာဆိုင်ကယ်တိုက်ခိုက်ရလို့တအူးသိမ်းဆုံးသွားခဲ့ပါတယ်။ ထိုင်းနိုင်ငံဟွာဟင်မြို့မှာအော်တိုဘာလ9ရက်နေ့ညပိုင်းကအသက်20ကျော်အရွယ်အမွှာညီကိုနှစ်ဦးစီးလာတဲ့ဆိုင်ကယ်ကိုနောက်ထပ်ဆိုင်ကယ်တစ်စင်းကဝင်တိုက်မိခဲ့တာပါအမောင်ကြီးကိုနှစ်ဦးဟာတနင်္လာရီမြို့နယ်ဇဝဲရွာကကိုကောင်းထိုက်ဆန်နဲ့ကိုကောင်းထက်ဆန်တို့ဖြစ်ကြပါဗျ။သူတို့နှစ်ဦးတည်းကအကြီးဖြစ်တဲ့ကိုကောင်းထက်ဆန်ဟာ အော်တိုဘားလ6ရက်နေ့မှာတိတ်ဆုံသွားခဲ့ပါဗျ။ဒါအပြင်ရင်တိုင်းမှုဖြစ်ခဲ့တဲ့ဆိုင်ကယ်မောင်းလာသူတရုတ်နိုင်ငံသားလဲဒဏ်ရာအပြင်းထန်ရသွားတယ်လို့ကိုကြီးဆောင်ရပင်းနေသူအမျိုးသားတအူးကပြောပါဗျ။ တရားရသူနှစ်ဦးကတော့ဟွာဟင်မြို့ဆေးရုံကြီးမှာဆေးကုသမှုခံယူနေရဆဲဖြစ်ပါတယ်။ဖန်ကောက်မှာကာနစ်စင်တိုက်မိပြီးမြန်မာတအုပ်သိမ်းဆုံးခဲ့ပါတယ်။ဒီကနေ့အော်တိုဘလ9ရက်နေ့မနေ့9နာရီလောက်မှာမြန်မာနိုင်ငံသားလိုက်ပါလာတဲ့ပြစ်ကက်ကားရဲ့ကာမန်သမားဟာအိမ်ငိုက်ပြီးသူ့ကားရှိကသွားနေတဲ့ဆေးဘင်ကားကိုဝင်တိုက်ခဲ့တာပါ။ကားတိုက်မှုကြောင့်ပြစ်ကက်ကားအနောက်မှာလိုက်ပါလာတဲ့အသက်40နှစ်အရွယ်ကိုမြတ်သူအောင်လမ်းပေါ်ပြုတ်ကျခဲ့ပြီးအနောက်ကပါလာတဲ့ကားကဝင်တိုက်ခဲ့လို့သိမ်းဆုံးခဲ့တာလို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။ ဒါအပြင်ဘေးမှလိုက်လာတဲ့သူနဲ့ပြစ်ကက်ကောင်မောင်သမားတို့နှစ်ဦးလည်းထိခိုက်ဒဏ်ရာပြင်းထန်ခဲ့ပြီးဆေးရုံကိုပို့ဆောင်ထားရပါတယ်။အခုလိုတင်းနှင်းသားဟိတတဲ့အစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်ရှင်။မြန်မာနိုင်ငံသားများကပ်ဘေးအပေါင်းကနေအမြန်ဆုံးလွတ်မြောက်ပါစေလို့ဒွေဝါရှောက်ဖွဲ့သားတွေကဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။